ရခိုင်ကစစ်ပေးချောင်းကလေးတွေကိုအခမ်းအမြစ်ပညာသင်ကြားပေးနေတဲ့လင်းယောင်ချေဖောင်ဒေးချင်းဟာဒီနေ့မှကြောင်းတိုးရှိဖွင့်လင်းနိုင်ရေးငွေကြေးနဲ့တခြားအကူအညီတွေလိုအပ်နေလို့သိရပါတယ်။လင်းယောင်ချေဖောင်ဒေးချင်းဟာပြီးခဲ့တဲ့နှစ်ကပုံနေချမ်းမြို့နယ်ကစစ်ပေးချောင်းကလေးတွေအတွက်စာသင်ကျောင်း9ကျောင်းကျောင်းသား1200ကျော်ကိုစေတနာဝန်ထမ်းဆရာဆရာမ150ကျော်နဲ့ပညာသင်ပေးခဲ့ပါတယ်။ဒီနေ့ပညာသင်နှစ်မှာတော့ကျောင်း2ကျောင်းထပ်တိုးပြီးကျောင်းသား1500ကိုလက်ခံပေးသွားမယ်လို့ပြောပါတယ်။အဲဒီကျောင်းသားတွေထဲမှာတော့ ၊ခိုင်၊ခမင်း၊မာရမာ၊ကျောင်းသားကျောင်းသူဦးရေ900မြို့ကျောင်းသားကျောင်းသူ400နဲ့မွတ်စလင်ကျောင်းသားကျောင်းသူ400ကိုဇင်းကောက်ယူထားပြီဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ရခိုင်ပြည်တွင်းမှာရှိတဲ့ရခိုင်ခမင်းမျိုးကျောင်းသားကျောင်းသူတွေကိုသာကျောင်းလက်ခံခဲ့ပေမဲ့ဒီနေ့မှာတော့မွတ်စလင်ကျောင်းသားတွေကိုပါလက်ခံသင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုလုပ်ရတာဟာလူမျိုးဘာသာမရွေးရခိုင်ပြည်တွင်းကကလေးတွေပညာတက်မြောက်စေချင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရတာဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကထက် ိရောက်တဲ့ပညာသင်ကြားမှုတွေပေးမှာဖြစ်တာကြောင့်အကူအညီတွေရရှိရတဲ့အတွက်ကမ်ပိန်းလုပ်ပြီးအလှခံနေတယ်လို့တင်တာဝန်ရှိသူတွေကဆိုပါတယ်။ဒီကမ်ပိန်းနာမည်ကပညာအလှဝိုင်းဝိုင်းကူပါ။ဒီကမ်ပိန်းတာဂက်ကတိုင်ထောင်းရတာပါ။ကမ်ပိန်းရေရှာကတခါဒီပုံကျက်မှုနေတဲ့မှာအနေနဲ့အရရကစိုက်ပစ်လျှောက်လာခဲ့တဲ့စိုက်ပစ်လျှောက်အရခကျုပ်သူကျုပ်သောထောင်းရတာကိုနေတာခုခုမှာပညာအခါလဲတံပိလောက်ဖို့နေပြီလားအစီအစဉ်ပါ။ဒီပညာတံကောက်ခေါင်းရဖို့ကျုပ်သူကျုပ်သားဒီထက်မှာမရမာ ခမိန်မုစလင်ရခိုင်ရိုနေပြီးနာပါခဲ့ပါဟုတ်အေပညာသံကာလာကတော့ခါအေ2025 2020ခေါက်ပညာသံလိုက်အကုန်ထိပ်ပါတယ်မေလာဆီလင်းရင်းကစတင်က ဇလန်လဆီလေးရဲ့နေ့အထိပညာအသူဝိုင်းဝန်းကူဆိုတဲ့ကမ်ပိန်းကိုနှစ်လတာပြုလုပ်နေတာဖြစ်ပါတယ်။စစ်ပေးချောင်းကလေးတွေပညာရေးကဏ္ဍအပြင်ကျန်းမာရေးလူမှုဖုံလွှမ်းရေးကဏ္ဍတွေကိုလည်းဖြည့်ဆည်းပေးသွားမယ်လို့ပြောဆိုပါတယ်။ဒါအပြင်အရင်ပညာသင်နှစ်ကစေတနာဝန်ထမ်းဆရာဆရာမတွေကိုငွေချေးထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့ပေမဲ့ဒီနေ့မှာတော့ဆရာဆရာမတယောက်ချင်းစီကိုတစ်လက်မှငွေကျပ်9000စီထောက်ပံ့ပေးသွားမယ်လို့ပြောဆိုပါတယ်။ဒါကြောင့်နှစ်လတာပြုလုပ်နေတဲ့ကမ်ပိန်းမှာပါဝင်ပြီးအာရခနိုင်ငံရဲ့အနာဂတ်မျိုးဆက်သက်တွေပေါ်ထွန်းလာနိုင်ဖို့အတွက် ဝိုင်းဝိုင်းကူညီကြဖို့ကိုလည်းလက်ရောက်ချေဖောင်ဒေးရှင်းကဖိတ်ခေါ်နေပါတယ်။လူချောင်းတို့ကိုလက်ရောက်ချေဖောင်ဒေးရှင်းကဖိတ်ခေါ်နေပါတယ်။ ကမ်ပိန်းတာဂက်ကနေပြီးနာတိုင်းထောင်းရတာဆိုရကကောက်မြောက်ရင်းနေတဲ့ပမာဏတစ်ခုနဲ့ဖိုင်းနေပါဘို့အဲကတစ်ဖက်မှာကျွန်တော်တို့ဒီမရီဘွန်နေပြီးနာကုန်စင်းလုံးနဲ့အဲကြောက်သူကြောက်သောထောင်းရတာဆိုရင်နေပြီးနာအရေတော်ကိုနေပြီးနာကျွန်တော်တို့ဖိတာတိုင်းထောင်းရတာနဲ့ကျွန်တော်တို့အရှုရှခဲ့ခဲ့တော့ကတောင်းတောင်းရောက်ပြနေပြီးနာပမာဏတစ်ခုပါအဲအလူရှောင်းစီတနာရှောင်းဘောကအလူဖိတာနေပြီးနာတသိန်းနဲ့ကြောက်သူကြောက်သောနေပြီးနာတယောက်ရှောင်းစီဘောအဲစာတောင်းလိုက်ကုန်အထိကျွန်တော်တို့ပညာတောင်းပြီးလာနိုင်ဖို့နေပြီးနာသဘောမျိုးပါအဲကျွန်တော်တို့လောက်တော့ဖိုဒေးရှင်းအနေနဲ့ပရော့နေဆာကတော့ကအဲအလူရှောင်းစီတနာရှောင်းဘောကလူတက်လိုက်ရဲအလူဖိတာကို အဲကျွန်တော်တို့ဒီအာခဒေတာအကျူပူလုံးငယ်ဒီမှာထီရောက်မဲ့ကောင်နေပြီနာသုံးပါဖို့ရတော့ကောင်နေပြီနာဒီအဲကျွန်တော်တို့အလောက်ကေဖော်ဒေးရှင်းကနေပြီနာအဲအဲပညာအလူပဝန်ကုန်ဆိုရဲကပ်ပြီးမှနေပြီနာပူပေါပအောင်ငယ်ဖို့နေပြီနာအလူရှောင်းစင်တရာရှောင်းဖို့နေပြီနာဖိုက်ခွက်ပါရွေး လင်းရောက်ချေဖောင်ဒေးရှင်းကို2018ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးအခမဲ့ပညာသင်ကြားရေးစနစ်ကိုတော့2024ဩဂုတ်လအတွင်းကစတင်တင်ကြားခဲ့တာလို့သိရပါတယ်။လင်းရောက်ချေဖောင်ဒေးရှင်းကဖွင့်ထားတဲ့အခမဲ့ကျောင်းဟာဒေတာနဲ့စေဘေးချောင်းကလေးငယ်တွေအတွက်အကူရရလို့စေဘေးချောင်းကျောင်းသားမိဖတွေကပြောဆိုနေကြပါတယ်။ စာဗန်အဆောဒုခရပဲအဆောင်ပြေရဲ့စာဝိတိပဲကိုမအင်းမအင်းတဲတော့ခဲခီတို့ဟင်းညာရဲ့အရှိတင်းနေတိကိုမစာဝိတိမလုံလောက်အဘယ်စားတီးတို့ဟင်းနေဟုတ်တယ်ရှန်ကားကပြီးပြီကိုမအနည်းရှိတာပြီးပြီလားကောမလားစောက်တတ်တာဆောင်ကိုလေးနှစ်တော့ကျော်ရန်ဒီမှာခဲခင်းနေတို့ခိုက်တယ်ပျော်ရီကိုမသောသမရှိတီးမသာငါမင်းနေဖို့တူကိုအမတရားစာဆောင်ပေးလားကအော့ပါရီဝမ်းစားရီ ရခိုင်မှာမျိုးသိမ်းတိုက်ပွဲတွေစတင်ဖြစ်ပေါ်တဲ့2023ခုနှစ်ကစတင်ကအခြေခံပညာစတင်ကြောင်းတွေပိတ်ပင်ထားခဲ့ရပြီးလင်ကျောင်း NUE တွေကြောင်းလဲကျောင်းတွေပြန်ဖွင့်နိုင်ခြင်းမရှိခဲ့ပါဘူး2020လေး2025ပညာသင်နှစ်မှာကုတူကုထစနစ်နဲ့ပညာသင်ကြားရေးကိုအားခတ်တက်တော်ကပြုလုပ်နိုင်ခဲ့ပြီးအခုနှစ်2025-2026ပညာသင်နှစ်မှာတော့ပညာရေးစနစ်ကောင်းမွန်စွာလေပတ်နိုင်ဖို့အတွက်အားခတ်တက်တော်အေကပြင်ဆင်နေပါရခင်ဗျာ